င်္ဂလာမနက်ခင်းပါရှင်။နေပြည်တော်မိုးလေဝသနဲ့ဇာဗေဒညွှန်ကြားမှုဦးစီးဌာနမှ2025ခုနှစ်စက်တင်ဘာလ29ရက်နေ့မနက်9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများကိုအတင်ပြပါမယ်ရှင်။ဒီကနေ့မနက်6:00နာရီခွဲချိန်တိုင်းထွာရရှိခဲ့တဲ့အနေအဆအပေါ်ချိန်တွေကတော့နေပြည်တော်မှာ26ဒီဂရီဆယ်စီယပ်89ဒီဂရီဖာရန်ဟိုင်းရန်ကုန်မြို့မှာ25ဒီဂရီဆယ်စီယပ်89ဒီဂရီဖာရန်ဟိုင်းနဲ့ မန္တလေးမြို့မှာ26ဒီဂရီဆယ်စီယပ်89ဒီဂရီဖာရန်ဟိုက်တို့ဖြစ်ကြပါတယ်။အာကောင်နဲ့အပူပိုင်းမုန်တိုင်းပူရလိုင်းအခြေအနေတည်။အာကောင်နဲ့အပူပိုင်းမုန်တိုင်းပူရလိုင်းအခြေအနေဒီကနေ့မနက်မြန်မာစံတော်ချိန်9နာရီခွဲချိန်တိုက်ထွက်ချက်များအရတောင်တရုတ်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့တိုက်ဖုံးမုန်တိုင်းပူရလိုင်းဟာအနောက်မြောက်ဘက်တို့ရွှေ့လျခဲ့ပြီးအာကောင်နဲ့အပူပိုင်းမုန်တိုင်းပူရလိုင်းအဖြစ်သို့အာရသွားခဲ့ကောင်ဗီယက်နမ်နိုင်ငံမြောက်ပိုင်းကမ်းခြေဒေသများကိုပင်မြို့နယ် တုံဟွိုင်းမျိုးရအကြောင်းမှာဖြတ်ကျော်ဝင်ရောက်ခဲ့ပြီးဘီအန်နိုင်ငံကုန်းတုံမိုက်ဒေတာများကိုဆက်လက်ဖြတ်ကျော်လျက်ရှိပါတယ်။နောက်48နိုင်အတွင်းခမန်းချံအစိုးပါအကောင့်နဲ့အပူပိုင်းမုံနိုင်ဘူရလိုက်ဟာအနောက်အနောက်မြောက်ဘက်သို့ရွှေ့လျားနိုင်ပြီးဒီကနေ့ညနေပိုင်းမှာလာဝန်နိုင်ငံနေဆက်ဒေတာများကိုအပူပိုင်းမုံနိုင်ဘူရလိုက်အဖြစ်ဖြစ်၎င်းဒီကနေ့ညပိုင်းမှာလာဝန်နိုင်ငံကုန်းတုံမိုက်ဒေတာများကိုအပူပိုင်းမုံနိုင်ငံအဖြစ်ဖြစ်၎င်း 30ရက်ကိုလာ2025ရဲ့နေနဲ့နဲ့ပိုင်းမှာမြန်မာနိုင်ငံအရှေ့ပိုင်းဒေသများကိုလေပြင်းနဲ့ဆက်ဖြစ်ဖြစ်၎င်းဆက်လက်ဖြတ်ကျော်နိုင်တယ်လို့ခန့်မှန်းရပါတယ်။သတိပေးနှိုးဆော်ချက်အစပအကောင်နဲ့အပူပိုင်းမုန်တိုင်းဘူရလိုင်းမှာပြတ်ထွက်လာတဲ့တိမ်တိုင်များကြောင့်ဒီကနေ့နဲ့နဲ့မှာတရက်ဆယ်လာ2025ရဲ့နေအတွင်းနေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကန်နန္ဒီသားကြီးအေယော်ရီတန်ဒီသားကြီးတနင်္သာရီတန်ဒီသားကြီး ကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာစစ်စစ်မှနေရာနှံပြမိုးထကြုံရွာပြီးအချို့ဒေသများမှာဒေသလိုက်နဲ့နေရာကွက်၍မိုးကြီးခြင်းများဖြစ်ပေါ်နိုင်ပါတယ်။မြမကန်ယူနယ်တခြားနယ်ကမ်းလွန်ပင်လယ်ပြင်တို့မှာရှမ်းပင်ရံခါမိုးသက်လေပြင်းများကြရောက်ပြီးလိုက်ကြည့်ပါမယ်။မိုးသက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေဟာတနအိကော35မိုင်အထိတိုက်ခတ်နိုင်ပါတယ်။လိုင်းမြေမှာ မြမကံယူရန်တရှောင်းနဲ့ကမ်းလွန်ပင်လက်ပြင်းတို့မှာဆယ်ပေမှဆနှစ်ပေကန်ရှိနိုင်ပါတယ်။အကြံပြုချက်တို့ဖြစ်ပါ၍မိုးသီးတံစွာရာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးချိုပစ်ခြင်းလျှက်စီးလက်ခြင်းမိုးသီးကျွေးခြင်းလျှက်ရပြန်ရေကြီးခြင်းနဲ့မြေပြိုခြင်းစတဲ့သဘာဝဘီအန်အေများဖြစ်ပေါ်နိုင်မှာသဖြင့်အဆိုပါဒေတာများရှိကုန်းမြေဒေတာအနီးမှာနေထိုင်ကြသူများအနေဖြင့်မြေပြိုမှုအတည်းရ ရင်းငယ်ချောင်းငယ်များအနေမှာနေထိုင်ကြသူများအနေဖြင့်ရေကြီးရေရှည်မှုများကိုကြိုတင်သတိပြုရှောင်ရှားနိုင်ပါရဲ့နေ။ဖြီးတွင်းရေချောင်းသွားလာရင်လေချောင်းပြန်တန်းရင်နေ။ဆယ်မြောင်းတာတမန်များအနေဖြင့်လိုအပ်သည့်များကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ပါရန်သတိပေးနှိုးဆော်အပ်ပါသည်။ဒီကနေ့မနက်6နာရီခွဲချိန်မိုးလေဝသကြိုးတူမှာဖမ်းရရှိတဲ့ပုံအရာကပ်ပလီပင်လယ်ပြင်နေ။ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်တက်တက်မှတိတ်နှွတ်ထနေပါသည်။မြန်မာနိုင်ငံပေါ်မှာကတော့ တနင်္သာရီတနေ့သားကြီးမှာမုတ်တင်တာများဖြစ်ထွန်းမှုအကောင်းရရှိပြီးအဆိုပါမုတ်တင်တာများရေလျားရံနေရာတစ်လျှောက်မှာမိုးရသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမုတ်ထချုံခြင်းမိုးကြိုပစ်ခြင်းလျှက်စည်းလက်ခြင်းနဲ့မိုးသီကျွေခြင်းစားတဲ့မိုးလဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်မှသဖြင့်ကြိုတင်သတိပြုနိုင်မှရဲ့အကြံပြုပါတယ်ကျန်တိုင်းဒေသကြီးနယ်ပြည်နယ်များမှာတိတ်အသင်တက်မှာတိတ်နှုတ်ထက်နေတာကိုတွေ့ရပါတယ်။ဘင်္ဂလားပင်လယ်အော်ခြေနေကတော့ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာ မုတ်တုံလင်းအကောင်နေပြီးကြံပင်ကလောပင်လယ်မှာမုတ်တုံလင်းအတည်တင်းရှိနေပါတယ်မြမပင်လယ်ပြင်မှာမြဝကျုံပေါ်မော်တမာကွဲမော်ဒလင်းသားကင်ရန်တရှောင်းနဲ့ကလွန်ပင်လယ်ပြင်တို့မှာရှမ်ပန်ရန်ခါမိုးသက်လေပြင်းများဆက်ရောက်ပေးလှမ်းကြည့်ပါမယ်မိုးသက်လေပြင်းကြစဉ်ရှေးပြင်းပြင်းလေဟာတနားရီကို35မိုင်ထိတက်ခတ်နိုင်ပါတယ်လှိုင်းမြင်မှာမြဝကျုံပေါ်မော်တမာကွဲမော်ဒလင်းသားကင်ရန်တရှောင်းနဲ့ကလွန်ပင်လယ်ပြင်တို့မှာ7ပေမှ12ပေကန်ရှိနိုင်ပါတယ် ကျဲမြမပင်လည်းပြမလှိုင်းတတမလှိုင်းကြည့်နိုင်ပါတယ်။မိုးသက်လေပင်ကြစဉ်ရေပြင်းပြင်းပြင်းလျာတနအီကော25မိုင်မှမိုင်30တိုက်ခတ်နိုင်ပါတယ်။လှိုင်းမြမရခိုင်ကန်ယူနယ်တချောင်းနဲ့ကမ်းလွန်ပင်လည်းပင်တို့မှာရှစ်ပင်မှဆယ်ပင်ခန့်ရှိနိုင်ပါတယ်။ဒီကနေ့ညနေထိခမန်းကျဲများအနေနဲ့ကတော့ကချင်ပြည်နယ်စကမ်းတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာကျကျချင်းပြည်နယ်ရခိုင်ပြည်နယ်နေပြည်တော်နယ် ကယောင်ပြည်နယ်တို့မှာနေရာစစ်စိမ်နေရှမ်းပြည်နယ်တောင်ပိုင်းအရှေ့ပိုင်းပဲခူးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာနှံပြမှုတစ်ကြုံရွာပြီးပဲခူးတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာကွက်ရီမိုးကြီးနိုင်ပါတယ်နေပြည်တော်နဲ့ညတော်ဝိုင်အတွက်ဒီကနေ့ညနေဒီမိုးလေဝသအခြေအနေခံမှန်းချက်မှာ နေရာကွက်ကြောင်းမုတ်ထချုံရွာပါမယ်။အမြင့်ဆုံးဘူးချိန်မှာ33ဒီဂရီဆယ်စီယက်67ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။ရန်ကုန်မြို့နယ်ဤတဝိုက်အတွက်ဒီကနေ့ညနေထိမိုးလေဝသအခြေအနေခန့်မှန်းကြမှာမိုးတစ်ချိန်နှစ်ချိန်ထချုံရွာပါမယ်။အမြင့်ဆုံးမူချိန်မှာ37ဒီဂရီဆယ်စီယက်88ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။မန္တလေးမြို့နယ်ဤတဝိုက်အတွက်ဒီကနေ့ညနေထိမိုးလေဝသအခြေအနေခန့်မှန်းကြမှာနေရာကွက်ကြားမိုးထချုံရွာပါမယ်။ အမြင့်ဆုံးမူချိန်မှာ35ဒီဂရီဆယ်စီယပ်65ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။နောက်နေ့အတွက်ခမန်းချက်များအနေနဲ့ကတော့မကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနေပြည်တော်ရှမ်းပြည်နယ်ပဲခူးတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာမုတ်တစ်ကျုံရွာပြီးနေရာကွက်ရီမိုးကြီးနိုင်ပါတယ်။ရေကြီးမှုအခြေအနေတည်တဲ့ ီကနေ့မနက်မြမစံတော်ချိန်6နာရီခွဲချိန်တိုက်ထွာချက်အရာစစ်တောင်းမြေရာတောင်ငူမြို့မှာစိုးရိမ်ရမတ်ထက်တို့ပေဝက်ကြော်ကြော်လွန်နေပြီးနောက်တရက်အတွင်းနှစ်လက်မခန့်ကြဆင်းလာနိုင်ကရှင်မြို့ရဲ့စိုးရိမ်ရမတ်ထက်ဆက်လက်တရှိနိုင်ပါတယ်ဒီကနေ့မနက်မြမစံတော်ချိန်6နာရီခွဲချိန်တိုက်ထွာချက်အရာစစ်တောင်းမြေဟာမတောင်မြို့မှာစိုးရင်ရမတ်ထက်တို့တပေကန့်ကျော်လွန်နေပြီးနောက်တရက်အတွင်းနှစ်လက်မခန့်ကြာဆင်းလာနိုင်ကောင် ရင်းမြွေရဲ့စိုးရင်ရမတ်ထက်ဆက်လက်တရှိနိုင်ပါတယ်။သို့ဖြစ်ပါ၍တောင်ငုံမြို့နယ်နဲ့မရောင်မြို့အတွင်းရှိမြေကန်အနီးနဲ့မြေနေပိုင်းနေထိုင်သူများအနေဖြင့်ရေပဲလွရာနေရာများသို့ရှောင်ရှားနိုင်မယံသတိပေးနှိုးဆော်အပ်ပါတယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့မနက်9:00ခန်းကျင်းထုတ်ပြန်တဲ့မူလဝတ္ထုနဲ့ဇလဗေဒသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်။